ောင်ဆိုပြေးပြေးလိုမျိုးစီးကျင်တာတောင်ဆောင်နေပေါ့အဲ့မင်းကဟီပြီးပြေးကိုကလေငှက်ကလေးလိုပဲကိုကလေကိုခွေးမိတက်နေပြာဆိုပါဆိုကိုကအော်ဟာမင်းကပြေးစီမလားလို့ချစ်သူများပန်ရှယ်ပဲနှစ်ကအဲ့မင်းတက်ကလတက်ကလတက်ကလနဲ့နေရတာရဲ့ dream ရှိရတယ်မမအောင်ဘူး free wedding ကိုအလှုပ်ပဲရိုက်မှာမင်းကမတက်ရက်မနေလာတို့တို့ပါမစီးကြမယ်ခြေရောက်ကျိုးကလည်းမေလာရရွှေတင်လို့ရပါတယ်မတက်စင်တင်ပေးပါမယ်အော်မရှိပါဘူး ရှင်ကျွန်မကြွားမှာပေါ့ကျွန်မအရင်ကြွားရှင်လည်းမင်းပါဘူးကျွန်မယောက်ျားမယူလို့ပဲပြောတာတစ်သလုံးမယူလို့မပြောဘူးလေနော်ဘာမှမဖြစ်စေ10နှစ်နော်စဉ်းစားကြည့်နော်30တည်းကနော်ယူမယ်တကယ်ကမောင်းတင်ထားတာလေ40သာဖြစ်သွားတယ် မြန်မာနိုင်ငံမြင်းချစ်သူများအသင်းပေါ့နော်ဆိုတော့သူကဒါ page လက်ရှိပါတယ်ရှင့်မြန်မာနိုင်ငံအမြင်းချစ်သူများ page ဆိုတဲ့ဟာလေးရှိပါတယ်ဆိုတော့ဒီကနေပြီးတော့ UCP တော့ပေါ့အော်တကယ်ပါဒါပထမဦးဆုံးအချိန်ဒါမြန်မာနိုင်ငံအနေနဲ့အရရမှာရှိတဲ့အာမြင်းစီတက်ကြီးမြင်းစီအာသာသမားကြီးများကိုဂါရဝပြုမဲ့ အစီအစဉ်လေးပါရှင်ဒါအရန်ကိုလာမင်းတို့ရဲ့ဗုဒ္ဓဘာသာရဒါအရန်ကိုမုံမြတ်တဲ့တလေးလေးတစ်ခုဖြစ်တယ်ပြီးတော့ဒါလေးကပထမအဦးဆုံးကျင်ကျင်းပါမှာရှင်ဆိုတဲ့အခါကျတော့မြန်မာနိုင်ငံနေနေမှာရှိတဲ့အာမြင်းစီအသက်ကြီးမြင်းစီအားလုံးကမြအားလုံးကိုပေါ့နော် မြင်းတို့တွေရှမ်းပြည်နယ်မှာအာဒါဂါရဝပြူပါမယ်အဲ့ဂါရဝပြူပူဇော်ပွဲလေးမှာပဲမြင်းတို့ဆက်ထဲမှာပဲပေါ့နော်မြင်းရှိတဲ့သူတွေမြင်းစီရဲ့သူတွေအားလုံးစုစည်းကြမှာဆိုတဲ့အခါကျတော့မြင်းလှစီးပြမယ့်အစီအစဉ်လေးပြီးတော့မြင်းအလှပြမယ့်အစီအစဉ်လေးပြီးတော့အခါကျတော့ဒီ page မှာကျင်ညာထားတဲ့အတိုင်းပဲပေါ့နော် အာဒီမြင်းစီဒီ မြင်အလှပုံလေးတွေပေါ့နော်တရားတွေကိုစုပေးမဲ့အခမ်းအနားအစီအစဉ်နဲ့တခြားသောပျော်ရွှင်စရာကောင်းတဲ့အစီအစဉ်တွေအများကြီးကို အခုလာမဲ့၁၈ရက် 16ရက်နော်ဟုတ်ကဲ့နော်အခုအဲ2ရက်နောက်ကောနော်ဟုတ်ကဲ့အခုလာမယ့်ပေါ့နော်အဲဒါအော်တိုဘာလဖြစ်သွားပါပြီပေါ့နော်ဆိုတော့အော်တိုဘာလအာ18 19မှာရှမ်းပြည်နယ်မှာကျင်းပမှာဖြစ်ပါတယ်ရှင်ဒါလေးမျိုးဆိုတော့ဒါမီဒီယာကိုမိတ်ဆက်တဲ့ဟာလေးပေါ့နော်မိတ်ဆက်ပွဲလေးလုပ်တယ်မိတ်ဆက်တဲ့အင်တာဗျူးလေးဖြစ်ပါတယ်ကိုကိုရန်ကလည်းမြင်းချစ်သူအာမြင်းစီရတာကိုပျော်ရွှင်တဲ့အားလုံးပေါင်းရောင်းနေအရန်ကိုဂုဏ်ယူမိတယ်အာဘာလို့ဆိုတော့ဒီရဲ့မြင်းစီချစ်သူများအသင်းကလည်းတို့ကနောက်နှစ်တွေနောက်နှစ်တွေမှာလဲပေါ့နော်အာတနေစီပေါ့တနေရာစီကိုသွားပြီးမြန်မာနိုင်ငံအနေနဲ့ရဲ့ကိုသွားပြီးတော့ အဲပေါ့နော်ဒီတက်ကြီးတွေကိုဂါရပြူရင်အဲမြင်းချစ်တဲ့သူတွေအားလုံးစုံစည်းကြရင်းနဲ့ပျော်စရာကောင်းတဲ့အဖွဲ့အစည်းလေးတစ်ခုဖြစ်လာပြီးတော့ကိုယ့်ရဲ့ပေါ့နော်ကိုကိုကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုယ့်ရဲ့အနီးနားကိုယ့်ရဲ့မျိုးပေါ့နော်ဒီမနိုင်ငံနေနေမှာရှိတဲ့မြင်းချစ်သူတွေမြင်းစည်းတဲ့သူတွေအားလုံးစုံစုစုစည်းစည်းနဲ့ပျော်ရွှင်ခွင့်ရမယ်အတွေ့အကြုံတွေဖလှယ်ကြမယ်ပြီးတော့ပေါ့နော်မောင်နှမအညီကိုစိတ်ကြက်လေးတွေနဲ့ပို့ပြီးတော့စီးလုံးလာအောင်ရည်ရွယ်ချက်နဲ့ပေါ့နော်ဒီမြင်းစည်းဒီမနိုင်ငံပေါ့နော်မြင်းချစ်သူများအဖွဲ့ကနေပြီးတော့ဒါလေးကိုအာပေါ့နော်စီစဉ်ဆောင်ရွက်တာလေးဖြစ်ပါတယ်ရှင်မြင့်သူကတော့အာကိုကိုတိုင်းက လည်းမျက်စိအားကစားကိုနှစ်သက်တဲ့သူဆိုတဲ့အခါကျဒါလေး ြားတဲ့အချိန်မှာအတိုင်းမသိဝမ်းသာမိတယ်။ဟာပြီးတော့ပထမအောင်ဆုံးစလုပ်တဲ့နှစ်မှာပဲရှမ်းပြည်နယ်ဆိုတော့ပူတော်သဘောကျသွား။ဟောဆိုမြတ်သူကရှမ်းပြည်နယ်မှာမြင်းစီရတာအရန်ကြိုက်တယ်။ဟောကိုကိုရန်နဲ့စီးဘူးတယ်။ဆိုတော့မြတ်သူကညောင်အညောင်ရွှေတို့ပြီးတော့ဟိုပုံးတို့မှာမြတ်သူကမြင်းစီရတာအရန်ကြိုက်တယ်။ဟိုပေါ့နော်မြင်းစီခွင်းမှာအာဒီပေါ့နော်စီးရတဲ့စာအပြင်ရှုကင်းနေကြီးအထူးသဖြင့်မြတ်သူကအတောင်နေပေါ်တက်ရတဲ့မြင်းစီတဲ့အာကစားပေါ့နော်တောင်နေပေါ်အဲ့လိုမြင်းကိုဒီမြင်းနဲ့တောင်ကိုအဲ့လိုဒုံးစီးပြီးတက်ရတဲ့ဟာမြတ်သူကအရန်ကြိုက်တာဆိုတော့ဟာလို့ရှမ်းပြည်နယ်ဆိုအရန်ကောင်းတာပေါ့ ောလို့ဘောဆိုရှက်မြင်နေရှူပြီးနေတအားလာတယ်ပြီးတော့ရာသီဥတုကလည်းဒီချိန်မှာအရန်ကောင်းတဲ့အချိန်ဖြစ်နေပြီကွာအေးစိမ့်စိမ့်လေးနဲ့အရန်ကြီးလည်းပူအိုက်မနေဘူးမိုးလည်းအရန်ယွာမနေတော့ဘူးဆိုတဲ့အခါကျတော့ရာသီဥတုကလည်းအရန်ကောင်းတော့အပန်းဖြေအနားယူရင်းနဲ့အာဒီကပေါ့နော်မြင်းချစ်သူများနောက်မြင်းစီအားကစားသူအားလုံးကိုမြစ်တော်ဖိတ်ခေါ်ပါတယ်အခုလာမဲ့အော်တိုဘော်လာ၁၈၁၉မှာရှမ်းပြည်နယ်မှာတက်ကြီးမြင်းစီအားသမားတွေကိုဂတော်ရင်းနဲ့ ပေါ့နော်မြင်းချစ်သူများမြင်းစီအားကစားကိုနှစ်သက်တဲ့အပြော်လည်းမဖြစ်စေအပရိုပဲဖြစ်စေအကုန်လုံးပေါင်းပြီးစုံစည်းကြမယ်ပွဲကြီးဆိုတော့မြစ်သူကတော့တကယ်ကိုရင်ခုန်နေပြီဘာလို့ဆိုဘလောက်ထိခမ်းနားမလဲပြည့်စင်ချာကောင်းလိုက်ဘလားရှိမလဲပြီးတော့ကိုချစ်တဲ့သူတွေကအဲ့လိုအကုန်စုံစည်းရမှာဝါသနာတူတဲ့သူတွေပေါ့ကွယ်အဲ့လိုစုံစည်းခွင့်ရမယ်အခွင့်အရေးဖြစ်တာကြောင့်မလို့ဒီအင်တာဗျူးလေးကိုကြည်နေနေကိုကိုရလည်းမြင်းချစ်သူဖြစ်တယ်မြင်းစီတဲ့သူတွေဆိုရင်တော့အမြင့်သူဒီကြိုင်ခင်မှာကျင်းပမဲ့ဒီဟာလေးကိုလာပြီးတော့ပေါ့နော်တူတူပူးပေါင်းပြီးဆင်နွှဲဖို့အတွက်အားလုံးကိုဒီနေရာနဲ့တလေးတစားနဲ့ဖိတ်ခေါ်ကြ င်ပါတယ်လို့ပြောချင်ပါရှင်အင်းမြတ်သူကမအေးဘူးမြင်စရင်မမြင်မြင်စီအကစားကိုစိတ်ဝင်စားကြတာအဲဆိုရင်တော့ကတော့ကိုနဲ့မြင်စီအစားလည်းနဲ့စိမ့်နေပေါ့နော်ကိုလည်းအချိန်ပေးမလုပ်ဖြစ်ဘူးဒါမှမဟုတ်လည်းမအေးဘူးမြင်စရင်လမ်း30ရိုက်မဲ့အချိန်မှာမြင်စီရမယ်ဆိုတော့ပါလာတော့အင်းမြတ်သူအချိန်မှာဒီပေါ့နော်အန်နီကင်ဒီယာထုံးရဲ့ပေါ့နော်အဲဆော့ဆွဲပေးမှုနဲ့မြတ်သူကမြင်စီလေ့ကျင့်ဝင်ရတယ်ပေါ့နော်ဆိုတော့အခါကျတော့မြတ်သူအဲအဲ့မှာမြင်စီအကစားကိုကြိုက်တာအင်းမြတ်သူကျတော့အဲ့လို active ဖြစ်တာကြိုက်တယ်ကွာဒီလားငင်းငင်းအေးအေးနေရတာမကြိုက်တော့လေအဲ့ ်ဒီဒီမြင်းစီအာကစားအမြင့်သူတွေဟာငါဒါငါနဲ့အရင်လိုက်တယ်ငါနဲ့ match ဖြစ်တဲ့အာကစားပဲဆိုတာကိုတွေ့သွားပျော်သွားတယ်ဆိုတာလေအဲ့ပြီးတော့လို့မြင်းစီစတင်ရင်းထဲမှာအာဒီခုနကပက်စီပက်စီနဲ့ခုခုတည်းကတိတ်မစည်းကျင်တော့ဘူးပြင်းလာအဲ့နဲ့အဲ့လိုပေါ့နော်ရှမ်းပြည်အမြင့်သူရှမ်းပြည်နေပဲတော်စီအမြင့်သူ တိတာပကံမာစီးတယ်ပြီးတော့အေးပြောဦးမယ်နောက်နေ့ကျရင်လို့ပကံမာလောက်ပါလို့မြင်းစီချစ်သူများတို့ခါလေးပြောခဲ့လိုက်မယ်အေးအင်းပကံမာဆိုလေးလေတကယ်အာနေဝင်ကြီးရောမှာဒီဖျားပေါ့နော်ဒီဖျားကြီးဈားထဲကနေပြီးတော့ဖုံလုံးလုံးနဲ့စိတ်လေးကြီးကြောင်းသွားတယ်မြင်းကြီးွယ်ဘလောက်မိုက်လဲအာပြီးတော့မြေနီလန်းလေဟိုလိုမျိုးကတရားလည်းမဟုတ်ပါ ဒုံးစီတာမျိုးညင်ညင်လေးစီတာမျိုးအရန်မျိုးသူအရန်ကြိုက်တာပြောနေအောင်ပကံနဲ့ချမ်းပြင်းနေလို့ရမြင်းစီဖို့ရန်လွမ်းသွားပြီဆိုတော့လေအဲ့လိုမျိုးလေးဆိုတာခါကြတော့မြင့်သူကအခုဒီခေါက်ချမ်းပြင်းနေမှာပေါ့နော်လောက်တဲ့ဟာလေးကိုဖိတ်ခေါ်တယ်ပြီးတော့ကိုကိုတိုင်းကလည်းသဘောကျတယ်အဲ့မအေးပွင့်မြင့်စံရိုက်တဲ့ခါမှာဒီမြင်းစီအကစားကိုပို့ဟာဖြစ်သွားတာမြင့်တော့မြင်းစာစီတော့ကမြင်းခုနလိုပေါ့ကြောက်တာပေါ့နော်မဆရာလေးကအရန်ကောင်းတယ်ကောင်းတော့သူကပြုတ်မအောင်ရင်တင်တာမြင်းစည်းတက်အောင်ရေမတင်ခဲ့ဘူးပေါ့နော်ဆိုတော့အမြင့်တော့အာပေါင်တွေဘလို့ညှက်ထားရမယ်သိမလားအဓိကပြုတ် သွားဖို့လိုတယ်ပေါ့နော်တို့မျိုးဟိုကိုကမြင်းစီးတဲ့နေမှာဒီမြင်းကိုဘလောက်ကျွမ်းကျင်လဲကိုကခိုင်းရတာဟုတ်ဆိုတော့အဲ့တော့ခုနကလိုတနာနေတာ၄ညတာနေတာလှုပ်လို့မရအခါကျကိုကခိုင်းရတာဟုတ်နော်အဲ့လိုမျိုးဆိုတဲ့အခါကျတော့ဟိုဘာဆိုတော့ဒီတိလိษံဆိုတဲ့အခါကျအတိအရှိတစ်ချက်မရှိတစ်ချက်ဆိုဘာမှမသိတဲ့အခါကျတော့ဒါမဲ့လည်းအမြင့်တော်ကတော့အရန်သဘောကျတယ်ကိုကဒီမြင်းကိုစီးနေကြဖြစ်သွားရင်သူနဲ့ကိုနဲ့တန်ရုံးစင်ဆိုအရန်အဆင်ပြေသွားကိုဘလို့ဆိုရင် तू ကဘလို့သွားမယ်ဆိုတော့အဲ့လိုဖြစ်သွားတာပေါ့နော်ဆိုတော့အမြင့်တော်ကတော့အာမအေးဘူးမြင်းစံရိုက်မှာပဲမြင်းစီးအကစားကိုကြိုက်သွားတာပါအဲ့ဒီစားပြီးတော့စီးဖြစ်တယ်ပေါ့နော်အခုတော့မြင်း င်းသိပ်မရှိရကြပါမယ်အခုပြောရင်းနဲ့ ခုနောက်ကစပြီးထပ်ပြီးတော့မြင်းစီမယ်လို့စဉ်းစားထားပါတယ်လို့ပြောကြပါဘူးအဲ့တော့လေအဲ့ဒီကားထွက်လို့ပြချင်မှာအမျက်သူနဲ့မြင်းစီအကားနဲ့ကလူတွေကတော့တသားလို့မြင်သွားကြတယ်အဲပေါ့နော်ဟာပေါ့မြင်းစီပေါ့နော်ဟိုမြင်းစီနောက်တိတ်မင်းသမီးအနေနဲ့ရှားတယ်မမမြင်းစီကမမျိုးမမျိုးအခုနောက်ပိုင်းဆိုမမျိုးကတော်တော်လေးသေးချာခုထပ်ပို့ပြီးတော့ project စီးတက်တာအောင်နောက်ဆိုအဲ့လိုမြင်းစီအကားကိုစိတ်ဝင်စားမင်းသမီးကနည်းနည်းနဲတယ်ဆိုတဲ့အခါကျတော့ promote လုပ်ဖို့လည်းနည်းနည်းလေးအားနည်းတာတွေရှိရပါတော့နော်ဆိုတော့အခါကျတော့အခုမြင်းသူကပြောရင်းမှတစင်ဟိုမီဒီယာနဲ့တစင်ပေါ့နော်အော်ဒီဟာလေးကိုအကားကဝါသနာပါတယ်ဆို င်လာခဲ့ပါမျက်စိအားကစားဘာကောင်းလဲလို့ပြီးတော့ပေါင်နေကြစ်လိုက်တယ်မြတ်သူအဲ့ဒါကိုရမ်းသဘောကျမြတ်သူပေါင်ကြည့်ရလို့ခံစားရတယ်သူဖြစ်တော့ကြောင့်မလို့မြတ်သူပေါင်သေးကိုပဲစဉ်းစားနေရဆိုတော့မျက်စိအားကစားကပေါင်ကိုကြစ်လက်တံပါစေတယ်ပြီးတော့ကိုယ့်ကိုလေရဲဝံ့စေတဲ့စိတ်ဓာတ်တစ်ခုပေးတယ်မော်တီရတယ်ကွာကိုက တန်ပါတယ်ကိုစီးနေမျိုးကိုကောင်းကောင်း control လုပ်နိုင်ရယ်ဆိုရယ်စိတ်မူဒီကကို့အရန်တက်ကြွဆိုရယ် proud ဖြစ်စီတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်တယ်မြတ်တော်ကဒုံးစီကအရန်ကြိုက်တယ်မြတ်တော်လိုဝလုံးနဲ့နေမကြော်ချင်ဟိုင်းအောင်ဆိုပြေးပြေးအဲ့လိုမျိုးစီးကျင်တာအဲ့လိုမျိုးပေါ့ဟာဘလို့စိတ်ဘလို့စိတ်တက်ဖြစ်လဲဆိုတော့အဲ့ဒုံးစီတဲ့အချိန်မှာမြတ်တော်ကဒုံးစီတဲ့အချိန်မှာအရန်ကြိုက်တာမြတ်သူဒုံးကပကံမှာစီးတယ်အဲ့ပေါ့နော်ဟိုဟာမှာဒီချမ်းပြီမှာစီးတယ်မြတ်တော်ရှမ်းပြီမှာစီးရတာပို့ပြီးတော့လေဟို မြေပြင်မှာစီးရတာ feeling တခုအဲ့တောင်ကုန်းတောင်ဆောင်တွေပေါ်အဲ့မြင်းရဟီပြီးပြင်းကိုကလေငှက်ကလေးလိုပဲကိုကလေကိုခွေးမိတက်နေတာ အဲ့ဒီခံစားမှုအဲ့အဲ့ချိန်မှာဒီမှာလုံးဝကိုယ့်ရဲ့စိတ်ညစ်မှုကိုပေါက်ထုတ်လိုက်ရာဆိုပါဆိုကိုကအော်ဟာမြင်းရပြေးစီမလားဒီမှာဟိုက်တော့လို့မရဘူးဒီမှာသူကသူတို့မြောက်လို့သူတို့ပုတ်ပြေးရလေအဲ့လိုဆိုတဲ့ခါကျတော့အဲ့ကိုယ့်ရဲ့စိတ်ထွက်ပေါက်ဖြစ်တယ်ဆိုတော့အမြင့်ဆိုတော့မင်းစီအားကစားတာဟာပေါ့နော်မြို့သမီးတွေအတွက်လည်းတကယ်ကိုကောင်းမွန်တဲ့သူကပေါင်တွေကိုကြစ်လက်တမ်းပါစေရပေါ့နော်ပြီးတော့ခါကျကိုကိုကို confidence ပိုရှိစေတယ်ကိုဟာ control လုပ်နိုင်တယ်ဆိုတဲ့စိတ်ပေါ့နော်ဒါကိုကိုအဲ့လိုမျိုးနဲ့ပိုင်နိုင်တော့ယုံကြည်မှုလည်းပိုတိုးစေလို့ခံစားရတော့အမြင့်ဆိုတော့အဲဒီလိုပြောတော့ active ဖြစ်တဲ့ ဲ့အားကစားကိုကြိုက်တယ်ဆိုရင်မြင်းစီဖို့အတွက်မြို့သူကဖိတ်ခေါ်ကြပါတယ်။အဲ့မျိုးဆိုရင်ပြန်ပြီးတော့ပြန်ပြီးတော့ပြန်သိပြီးပြန်စီးရမယ်လို့ဟုတ်ကဲ့ဆရာ။ ဟာတော်တော်ကြာတယ်ရင်းနှီးမှုယူရတယ်သူ့စာစီဖို့သူမုံလာဦးဒီဒေါက်တာတန်လျက်တွေအရင်ကြိုရင်းယူရတယ်ကွာစကားစားဆိုရင်ပေါ့နော်အဒီမှာကျတော့တချို့တွေကမြင်းချစ်သူများဆိုရင်တော့ကွာဟိုကိုပိုင်းမွေးတဲ့မြင်းနေလည်းရှိတယ်ကိုပါကိုပေါ့နော်မြေဒီမှာအဖို့ချုပ်မှာလာထားပြီးတော့မြင်းတွေကိုမွေးကြတယ်အဲပေါ့နော်မြင်းတွေအဒီဒီကုန်ကြစိတ်ပေါ့မြင်းကျမ်းမာရေးစားစိတ်အဲ့လိုမျိုးလုပ်ပေးရတယ်ရှိတယ်ဒါကတော့ဟိုကိုတိုင်းချစ်လို့မွေးရလူပေါ့မြင်းတို့ကြတော့ဒီမြင်းစီဖို့ဒီပေါ့နော်ဒီဟိုအသင်းဖွဲ့နေပြီးရှိတဲ့မြင်းတွေကိုကိုကစီးတယ်မဲ့ကိုကစီးရင်ဘသူ့ကိုစီးမယ်အဲ ไอซีไอมาบ่เนาะจังนั้นสู่เบลาတို့เออခုဆိုတော့ออยင်းလေးရှိသေးရပါဘောเนาะသူออยင်းလို့အရန်ချုပ်လို့ပါအရန်ချုပ်လို့ออยင်းလို့ပေးတာပါဘောเนาะဆိုတော့အဲ့လိုမျိုးရှိတဲ့ခါကျအဲ့လိုမျိုးနေကွာဒီမျိုးပဲကွာတားတဲ့စီးနေတဲ့အခါကျတော့ used to ဖြစ်တဲ့ခါကျအကုန်ဂျင်းသွားတာပေါ့เนาะ तू อ่ะအငွေအသက်တွေရှိမယ်ကိုယ့်ရဲ့အဲ့လိုမျိုးတွေ तू อ่ะ sense တွေရတာပေါ့เนาะအဲ့လိုမျိုးဆိုတော့အဲ့လိုဖြစ်သွားတယ်ဒါပေမဲ့အဲ့မြတ်သူကြတော့ကိုကကိုပြိုင်မြင်းမရှိဘူးလေမရှိတော့အဲ့လိုတွားရောက်တဲ့နေရာမြင်းနေစီးရတာဟုတ်ဆိုတော့ခါကျမြင်းနေရာစမ်းတယ် ဒီဘွားလူကိုပေါ့နော်သူ့ကိုဘလောက်သူနိုင်လဲဒီလူကဘလောက်စီးတက်လဲဆိုတော့သူမြင်းနေရသိတယ်သူကလေအဲ့သိရခါကြလို့မြင်းနေပညာဆန်းတဲ့မြင်းနေရှိတယ်ခါကြတာကျုံနေဟိုဘုံမှာဟိုဘုံမှာတခါအဲ့လိုကျုံတာလေအဲ့ဟိုဘုံမြင်းပွဲလို့သူအမြင့်သွားတာအောင်နော်ဆိုတော့အဲ့မြင်းကိုစီးလိုက်တာမြင်းကွယ်ခါကြတာ ဘယ်ရမလဲကိုကမင်းသမီးလေအချက်တော့အခွဲမခံဘူးသိရမလားတက်ကြောလို့မဟုတ်ဘူးငါကြောက်လို့မရဘူးသိရမလားအဲ့လိုပေါင်ရုပ်တင်းညက်ပြီးတော့အဲ့လိုစကြီးကိုကိုင်မလို့တော့သွားကအာသူကခုံပေါက်တိမှာနင်းဘလောက်ခုံလို့ခုံကောလဲတိမှာစကြိုးယူဆွဲအဲကြာသာသူငြိမ်သွားတော့မှသူကောင်းကောင်းစီလို့သူကလက်ခံသွားတာအဲ့သူကောင်းကောင်းစီလို့ရသွားအဲ့အဲ့လိုမျိုးပေါ့အဲ့အဲ့လိုမျိုးပေါ့သူက control လုပ်နိုင်တယ်ပေါ့ကွယ်အဲ့အဲ့တုန်းကအခုဆိုတော့မှာ ဟုတ်တယ်သူတို့အရန်ဆိုဖြစ်တာဆန့်အရန်ကောင်းတာမြင်နေရတယ်အမေသူကလေတောင်စောင်းကတက်တဲ့ချိန်မသိတာကိုစီးချော်လဲမှာဒါကြောက်ပါကိုသွန်းစီးတော့ကသူကအမင်းရဲ့ဒီတန်ခွာနဲ့ကတ္တရာနဲ့သူကချောတယ်ဆိုတော့လေသူကအတက်ကတော့သူအဲ့လို တက်လို့ရမယ်အဲ့အစင်းကြရင်နည်းနည်းတော့အခက်ခဲရှိတယ်အဲ့လိုပေါ့နော်အာဒါကတော့ကျွမ်းကျင်တဲ့ပုံမူတည်ပြီးတော့ကွာဖြစ်တာပေါ့မြတ်တော်ကတော့စစည်းခါစားဆိုတော့မြေပြတ်မှာပဲစီရကြတယ်စီးစီချင်ပါလေကျွမ်းကျင်သွားပြီဆိုတော့အဲ့လိုတောက်မဒုံစီအတက်ကတော့ရမ်းကောင်းတယ်အစင်းကြရင်တော့အာထိမ့်ရပြီဒါမှတော့သူ့ရဲ့တန်နဲ့ပေါ့နော်လိုချောချောသူကလည်းမြင်းဆိုတာခြေရောက်တွေပါလေအဲ့လိုဖြစ်တတ်တော့လေအန်နေတော့ရှိရဒါမဲ့လည်းအစင်ပြေရကိုကိုကျွမ်းကျင်ပိုင်နေတယ်ဆိုတော့ပေါ့နော်အဲ့လိုစီးတဲ့သေးဆိုတော့ပကံပါစီအရန်လာနေဝင်စီးစာလေးမှလေလိုချစ်သူများပါရှယ်ပဲနှစ်ကအဲ့ဒီတက်ကလတက်ကလတက်ကလနဲ့လေးရတာရဲ့ ် dream ရှိတယ်ဒါပေမဲ့မအောင်ဘူးကျမကျမကျမ dream နေရအရင်မြောက်တာဒါပေမဲ့မဖြစ်ခဲ့ဘူးဟမ်တယောက်တည်းစီးရတာလေ dream မှာဆိုမှမဖြစ်ခဲ့လိုက်ဘူးချစ်ရဲ့ရှင်အဲ့လိုအခါကြတမစတေမရိုက်ဘူးဒုံးနဲ့အမအအလုံးကပရီဝက်ဒင်ကိုအလှုပ်ပဲရိုက်မှာမင်းကမတက်ရက်မနေလာဒိုးတို့ပါမစီးကြပဲခြေရောက်ကျိုးကလည်းမိလာရွှေရွှေ အဲ့လိုမျိုးပေါ့နော် no မစည်းချင်ဘူးနော်တကြောက်တကောင်စီအဲ့လိုပြိုင်စည်းချင်တာတခါမှတ်မိသေးတယ်အဲ့ညောင်းရွှေမှာတော့တော့ခင်းရမလို့ဒုံးကြီးတာဟာငါပြေးပြီဟေးတော့တက်ပြီနေရှိတယ်ဟောဝေးခေါင်းငုံရောကိုင်းနေတယ်တော့လောကမိုက်တော့မိုက်တယ်ကြည့်တော့လောကဟာပူပေါ့မဟုတ်ဘူးဒီတက်ပြီနေရိုက်ပါဆိုလို့ခေါင်းဝေးပြီးတော့လောကအလိုစီးတာအရေးပြောစရာကောင်းတယ်တင်လို့ရပါတယ်မတက်စတင်ပေးပါမယ်ရတယ်ကိုနဲ့တွေ့တော့တော့မြင်းစီးမြင်းစီးမယ်မြင်းချက်သူဖြစ်သွားလိမ့်မယ်အဲ့ကွာတင်တွတ်သွင်းပါ ။ဆောက်ပြောနေအောင်။ကျွန်တော်ဒရင်းရှိရင်မပြိလိုက်ဘူး။အော်မရှိပါဘူး။ရှင့်ကျွန်မကြွားမှာပေါ့ကျွန်မအရင်ကြွားချင်တယ်မင်းမဟုတ်။အာဘလောက်မှတ်လဲစဉ်းစားကြပြီမြင်းရို့လုံးဝခေါင်းထောက်ခိုင်းပါအော်ရှယ်ပဲနေမှာနော်မနှုတ်နှုတ်ဘယ်တော့မှအားမလျှော်ကျွန်မကျွန်မယောက်ျားမယူလို့ပဲပြောတာတစ်သက်လုံးမယူလို့မပြောဘူးလေနော်ဘာမှအေးစေးမန်ဒီပေါ့ဒါပဲလေ မစတော့ဘူးနောက်ပိုင်းထုံသွားပြီဘယ်သူမှလည်းကိုယ်လာမစကြတော့အဲ့ညီပါမြတော့အကုန်လုံးကဤွားပြီဒီလားပြီပြောဖြစ်တာလည်းမဟုတ်30နေရွှေ့လာတာအသက်ပဲ40ဖြစ်သွားအဲ့10နှစ်နော်စမ်းသချင်နော်30တည်းကနော်ယူမယ်တကယ်ကမောင်းတင်ထားတာလေ40တာဖြစ်သွားတယ်နော်ခုနော်အဲ့လိုဖြစ်သွားတာဆိုတော့သူကဘာမှမစားလည်းမစားဘူးမေးလည်းမမေးတော့ထာဝရအပြိုကြီးပဲတရက်တောက်ပနေပါတော့တရက်တောက်ပရင်သူကပို့ပြီးချစ်ဖို့ကောင်းတယ်အဲတရက်တောက်ပရင်ပြည့်ပြည့်စုံနေဆိုအကုန်လုံးကဘာမှရေးစားလည်းမထားစေချင်တော့ဘူးအိမ်တော်လည်းမပြူစေချင်တော့ ်ရဲ့အဲ့လိုအဲ့လိုပုံမှတ်တယ်ပေါ့နော်မိဘဆိုတာဒါတာသမီးတာသမီးဆိုတာမိဘအတွက်ယတနာပေါ့နော်ဆိုတော့ကိုကအရန်ကောင်းနေတဲ့သူတော့မဟုတ်ဘူးဒါပေမဲ့လည်းအကောင်းဆုံးဖြစ်အောင်နော်ကိုကိုကိုပေါ့နော်တိဆောက်တယ်နမအမြဲတော့ကံကောင်းတယ်ရှင့်ရလို့မှုနေတဲ့ กินတော့မกินဘူးပေါ့เนาะကြားတော့မယ်အဖေတည်းဟုတ်တော့အရင်တိုက်တာပေါ့เนาะရလုံမှုနည်းတယ်ပေါ့เนาะမိသားစုမှာအရှင်သန်ကြီးပြင်းရတဲ့အခါကိုယ့်ရဲ့အလုံးလုံးနိုင်တဲ့နှုံကိုသူတို့က push မလုပ်ဘူးဘာလဲဆိုတော့သူတို့ဘာလိုခြင်းညာလိုခြင်းဆိုတာမျိုးမရှိဘူးပြောအဲ့တော့ကိုကလေဟိုရှားညီမအဲ့လိုဇောမကတ်ရတော့တတောင်တတာနဲ့အဖြစ်တယ်ပေါ့เนาะဆိုတော့ဒါမနိုင်ပြုံးကမိဘတွေလည်းတကယ်ကျေးဇူးတင်တယ်အမြတ်သူပေါ့เนาะလိုခြင်းစိတ်နဲ့အရင်ပေးအမှမတောင်းဆိုတဲ့အခါကြတော့လေအမြတ်တော်လည်းအဲ့အတွက်အလုံးလုံးရတဲ့နေမှာအရင်အဆင်ပြေရအခုခုလေးဒီဒီမှာခက်စားနေတာလေဟိုတော့ အမတယောက်လေကိုကြီးဖြူလာမသိဘူးเนาะအမတယောက်လေအဲ့လိုကြွားစီလာမအဲ့လိုကြီးမြင်းနေအရသဘောကြတာပေါ့เนาะအဲ့လိုမျိုးအရန်လေးဟိုကောเนาะကိုကလေးဟိုမင်းသမီးဆိုပေမဲ့ဟိုသူများလှုပ်ပြီးသားကြီးပါမဟုတ်ဘူးအဲ့လိုမျိုးကိုလေဟာငါလည်းအဲ့လိုမျိုးအရန်ပေါ့เนาะအဲ့လိုစီးစီးကျင်တာပေါ့เนาะအလှကွဲတိမာကိုရေကလေးဆိုတော့ငါတို့တနေ့ဖြစ်အောင်လုပ်မယ်ပေါ့အခုတော့အားတက်သွားပြီဒီကအကိုကြီးနဲ့ပြန်တွေ့အကိုကြီးကမြင်းပြန်စီးဆိုတော့ဘာရပြန်စီးနေအဲ့လိုတွေပါရိုက်နေရိုက်လို့ရမှာတနေ့ maybe 3လနေလည်းဖြစ်ကောင်းဖြစ်နေတယ်6လနေလည်းဖြစ်ကောင်းဖြစ်နေတယ်เนาะပြန်တွေ့မယ်အဲ့ခါကြာ เอ้ยมาပြောနေပြီတလားပဲဟုတ်အမြင့်ဆိုအမြင့်မရှိတာနည်းနည်းနှစ်နဲ့နည်းနည်းနည်းတော့နှစ်နဲ့နည်းနည်းကြာသွားတယ်ဘာလို့ဆိုတော့ဒီနှစ်ပိုင်းမှာပေါ့เนาะကိုလည်းအဲနည်းနည်းအတိတ်အပြင်တိတ်မထွက်တာလည်းရှိတာလည်းပါတာကိုเนาะအခုကတော့အာဒီမှာပြန်ပြီးတော့မြင်းပြန်စီးဖို့အတွက်စိတ်လည်းတက်ကြသွားတယ်ဒီကအကိုတွေပေါ့เนาะဒီမြင်းချစ်သူများအကိုတွေဖွဲ့ရလဲအာမင်းသမီးစီးပါပေါ့เนาะဒါသူတို့မှလည်းမြင်းနေတကယ်အများကြီးပဲနိုင်ငံညာမြင်းနေရောပေါ့เนาะအဲ့လိုမျိုးဒီမှာမြင်းနေအကုန်ရှိတယ်အဲ့တော့မင်းသမီးစိတ်ဝင်စားစို့ပြီးကိုအဓိကလေကိုကြိုက်တယ်လို့တကယ်လဲကျမကြီးနဲ့ညီညွတ်တယ်ကို့အတွက်လည်းဟဲသည့်ဖြစ်မှာဟာမင်းသမီးအရ ရန် sharing လုပ်တယ်မြတ်သူကအားကစားထဲမှာအဲ့လို active ဖြစ်တဲ့ဟာကိုကြိုက်တဲ့သူဆိုတော့အာဒီလိုမျိုးအားကစားအမြတ်သူကလေဟိုကိုယ့်ကိုပေါ့နော်ကိုကပြန်ပြီး sharing လုပ်ခြင်းနဲ့အချို့ကပြောကြတာကြောက်တယ်ဟာမင်းစီပြုတ်လာ စိတ်မပူနဲ့အာစစည်းကစားမှာတကယ်ကျွမ်းကျင်တဲ့ဆရာတွေကနေကိုယ်တိုင်တိတိချာချာလေးကိုအာတင်ပေးတာတောင်မလို့အာဓာရီကဖြစ်เสียဘာမှမရှိဘူးပြောကျင်တဲ့အိဗေရလေအဲ့တော့မြင့်သူကတော့မင်းစီအားကစားကိုတကယ်စိတ်ဝင်စားတယ်ဆိုရင်အာပေါ့နော်ဒီပွဲလေးကိုလာ join ရင်းနဲ့အဲစုံစမ်းလို့ရပါတယ်အတခုခုမင်းစီရင်းနဲ့ပတ်သက်တဲ့ဟာတွေမေးချင်တယ်ဆိုရင်ဒီမြန်မာနိုင်ငံမင်းပေါ့နော်မင်းချစ်သူများ page မှာလည်းလာပြီးတော့မေးလို့ရပါတယ်လို့ admin ကဖြေဖို့တက်စောင့်နေပါလို့လည်းပြောကျင်ပါတယ်အာမင်းစီတော့ဝေးကြတယ်မှန်တယ်အာဝေးကြတယ်ပေါင်ကြည့်တယ်ပေါ့ရှင်အာမြင့်သူကတော့ဒါရှင်ရဟာ ွားပြီးမှဟာဆိုရင်တင်မားရောမပြွားဘူးလားဆိုဘယ်ရမှာမဆိုကောင်းတာဆိုတာရှိတယ်တင်မားကြလားမေးအဲ့လောက်ကြီးတော့မကြဘူးဒါပေမဲ့အဲ့ဒါအလေးနဲ့ပြန်တင်လို့ရတယ်မင်းဆိုနေ့တိုင်းမင်းစီးမှာမဟုတ်ဘူးလေဒီဘက်ကိုနှစ်ရက်စီးမလားတပက်ကိုတုတ်တရချတစ်ခါစီးရနှစ်ချတစ်ခါစီးမလားစီးမှာကွာအပေါင်ချစ်လိဖို့ကိုအစီကြဖို့ပြီးရင်ကိုရဲ့ခုနအလေးအားကစားနဲ့ပြန်ထိမ့်မယ်အဲ့မျိုးဆိုမြတ်သူ perfect body ဖြစ်မှာသေးကြတယ်ဘာလို့ဆိုမြတ်သူကိုယ်တိုင်လည်းပေါင်ချီးလို့မြင်းစီးရတာကိုကြိုက်သွားတာ ပေါင်နေကကြံလာလာတယ်ကြစ်လက်လာတယ်ပြောရင်အောက်ပိုင်းတောင်းတယ်ပေါ့ကွာအမချိုးဆိုမြေသူပြောချိုးဆိုပြောဟာမြေသူအောက်ပိုင်းကပေါ့နော် storm ဖြစ်တဲ့လောက်ရှိရဲ့လို့ချိုးမြေတော်များများကအဲ့လိုပေါ့နော်ဟိုပြောကြအဲ့ဒါအဓိကတော့မင်းစီရကြောင့်လည်းအများကြီးပါပါတယ်လို့ပြောကြပါတယ်ရှင်ကျွန်တော် active hyper လေးကျွန်တော်အမြဲ hyper ဖြစ်တဲ့သူဆိုတော့နည်းငိမ့်နေကျွန်တော်တိတ်ပေါ့နော်တိတ်ဦးတော့အငိမ့်နဲ့အားကစားကျွန်တော်တိတ်မကြိုက်ဘူးကျွန်တော်အဲ့လိုနည်းနည်း active ဖြစ်နေတဲ့အားကစားမှောက်ကွာဘယ်လိုပြောမလဲကျွန်တော်တို့မပြောတော့နေမဲ့အဲ့လို active ဖြစ်တဲ့ဟာမျိုးကြိုက်တယ်။ဟိုမှာတောင်တက်တာအဲဘောနော် tracking သွားမယ်အမြင်စီးမယ်အဲလိုကန်တန့်နေထိုးပြီးနေရအမြင်အဲလိုတဘာဝနဲ့หนีတဲ့ဟာကိုကြိုက်တာဗောနော်ပြီး zip line စီးခြင်းနဲ့သိမလားအဲဘော jade street နဲ့ချိန်ပြီးတော့လေအဲလို zip line စီးတာတွေအပြီးအဲလိုတောင်တွေအဲလိုကုတ်တက်တာလေအဲမျိုးအရင်မျိုးစိတ်ဝင်စားတယ်ဟာ အမြင့်သူဒီလပိုင်းကစပြီးခြေလေးနည်းနည်းပြေးလို့ရဆိုအမြင့်သူအဲတပတ်ကိုနှစ်ရက်လောက်တော့အနည်းဆုံးစီးစီးပြဖို့အမြင့်သူညှော်လင့်ထားတယ်ကိုကူလည်းပြန်စီးမယ်ပေါ့နော်အဲ့လိုပြန်ပြီးတော့ attic ပြန်ဖြစ်ချင်တယ်ဆိုဒီကလည်းအကိုကြီးကလည်း welcome လုပ်တယ်ဆိုတော့ခါကြတော့ဒါကောပျော်ပျော်ကြီးနဲ့အဲပေါ့နော်ဒီကထပ်ပြီးပြန်လေ့လာမှာအာလူတွေအကုန်လုံးကတော့ကိုယ့်ရဲ့စိတ်ပေါ့နော်ခံစားမှုနောက်လိုက်ပြီးတော့ဖြစ်သူကြောင့်ညင်ညင်ညင်ညောင်လေးနေရတာကြိုက်တယ်ရှုခင်းတွေကိုကြည့်ပြီးမျောရတာကြိုက်တယ်တချို့ကလည်းမြင်းလေးစီးနေညင်ညင်ညောင်လေးစီးနေကွာအဲတောတောင်ရှုခင်းလေးတွေကိုကြည့်မယ်တထောင်နားမယ်အဲပြီးထပ်ပြီးမြင်းလေးသွားစီးတယ်အဲ့လိုမျိုးရှိတယ်အမြင့်သူကကြတော့အဲ့လို ုံးလ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 ုံးချက်စီနေရတာကိုကြိုက်တာပေါ့နော်ဆိုတော့အဲ့လိုကိုယ့်ရဲ့စိတ်ခံစားမှုပေါ့လေပြီးမြင်းစီအကားစားခုနကပြောလို့အဲ့လို addict မဖြစ်ဘူးမဟုတ်ဘူးညင်ညင်ညောင်းစီစဉ်လည်းရတယ်

ကိုယ့်စီရောက်သွားရင်ကိုယ့်ရဲ့ confidence level ကတကယ်အရင်အရင်နဲ့လုံးဝမတူရတဲ့စိတ်ခံစားမှုကိုကိုကိုယုံကြည်မှုရှိမှုတွေကအများကြီးရပါတယ်ကိုတွေ့ပါလို့ပြောချင်ပါတယ်ရှင်ဟာဒီအော်တိုဘာလ18 19မှာကျင်းပမဲ့အာဒီပွဲလေးကိုပေါ့နော်ပါဝင်ဆွေးနွေးရင်းနဲ့ကိုကိုတိုင်းကလည်းမြန်မာနိုင်ငံနယ်နယ်ရဲ့မှာရှိတဲ့ဒီပေါ့နော်တက်ကြီးမြင်းစီအားသမားမျိုးကတော့ပြုကျင်တဲ့စိတ်ဆန္ဒရှိရဆိုရင်လည်းအလှူလဲပေါ့နော်အာလှူလို့ရပါတယ်ဆိုတော့ဖိတ်ခေါ်ချင်ပါတယ်အခုလက်ရှိမှာလည်းလှူထားတဲ့အလူရှင်တွေအများကြီးရှိပါတယ်အဲအဲ့လှူထားတဲ့အလူရှင်တွေလည်းဒီနေ့ကနေကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ရှင်နောက်ထပ်ပေါ့ เนาะကိုကလူဖို့အတွက်ဆန္ဒရှိတယ်ဆိုလဲမြန်မာနိုင်ငံမြင်းစီအဲ sorry မြန်မာနိုင်ငံမြင်းအဲချစ်သူများပေါ့เนาะဒီ page ကနေပြီးတော့အာဆက်သွယ်လို့ရပါတယ်အားလုံးကို women တန်နဲ့ကြိုးစုံနေပါလို့ပြောချင်ပါတယ်ရှင်ကုစုလဲယူရင်ကိုယ့်ပျော်ရွှင်စရာကောင်းတဲ့အချိန်တွေလဲဖြတ်သန်းရင်းနဲ့တငယ်ချင်းမိစေတည်တွေနဲ့အတူတူစုံဖို့အတွက်အခုလာမယ့်အော်တိုဘာလ18ရက်19ရက်နေ့မှာရှမ်းပြည်နယ်မှာကျင်းပမယ့် တက်ကြီးမြင်းစီအားကစားအာသမားကြီးများကိုကတော်ပွဲနဲ့အမြင်းလှစီးပွဲအနောက်မြင်းလှပြပွဲတွေအားလုံးလာခဲ့ဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်